ဟိုးရှိရှိတုန်းကစွာသာရွာလို့ခေါ်တဲ့ရွာတရွာရှိခဲ့တယ်။အဲ့ဒီရွာကတရဲ၆တဲ့ရွာဆိုပြီးနာမည်ကြီးတယ်။ရွာသားတွေကလူလူဆိုတဲ့ဆုံးမတကောင်ရဲ့အနှောက်ယှက်ကြောင့်အယမ်းကိုစိတ်ဆင်းရဲနေကြရတယ်။တညမှာတော့ရွာသားတွေအိပ်ပျော်နေတော့ခြေချင်းခလောက်တန်တချွင်ချွင်မြည်တန်တစ်ခုကိုကြားလိုက်ရတယ်။ဟေးမောင်မောင် ရှင်ကြားလိုက်လားအဲ့ဒီအတန်။ထူးဆန်းနေနော်။ဟိုဆုံးမဒီညတော့ရွာထဲဝင်လာပြီနဲ့တူတယ်။ကျမတို့မြန်မြန်ပုန်းကြရအောင်။သူသာကျမတို့ကိုမြင်သွားရင်တော့ ကျမတို့အတွက်ကန့်ကုန်ပြီပဲသူတို့လင်မယားနှစ်ယောက်ကအရန်ကိုကြောက်နေကြပြီဆိုဖာနောက်မှာပုန်းလိုက်ကြတယ်အဲ့ဒီဆုံးမဟာရွာထဲမှာရှိတဲ့အိမ်နိုင်ရဲ့ဗတင်းပေါက်တွေကိုလိုက်ကြည့်နေတယ်ဟဲ့အောင်တီဟာကြည့်စမ်းဟိုမှာဆုံးမပဲမြင့်မောင်ပြောတဲ့ဆုံးမလေဟိုကောင်ပြောတာမှန်တယ်ဟာငါဘက်ခြေချင်းခလောက်တန်ကြရင်အိမ်ထဲမှာပုန်းနေရမယ်တဲ့သွားသွားသွားမြင်မြန်ပုန်းကြရအောင်တီဟာမင်းကကြောက်တက်လိုက်တာကွာကြည့်စမ်းဟိုမှာငါတို့စီမရောက်သေးပါဘူးဆက်ကြည့်ရအောင် မင်းယူးနေလားသူသာငါတို့ကိုမြင်သွားရင်ငါတို့ကိုအစိမ်းလိုက်လိုက်စားမှာနော်မြင်မြန်သွားပုံလိုက်တော့ငါမှအကြံတစ်ခုရှိတယ်မင်းမကြောက်ပါနဲ့ကွာမြင်မြန်သွားပြီးအဲ့ဒီဆောင်မဲကိုသွားယူခဲ့လိုက်ဟဲ့အောင်မင်းဘာလို့ဖို့စဉ်းစားနေရလဲငါတို့တအားကြောက်လာပြီအဲ့ဒီချိန်မှာပဲတီဟာကဆုံးမကိုအော်ခေါ်လိုက်ပါတယ်ဟဲ့ဆုံးမငါဒီမှာရှိတယ်မင်းရှာနေတာငါပဲမဟုတ်လားဒီလိုလာခဲ့လေငါမင်းကိုမကြောက်ဘူးတီဟာ မင်းသေတော့မယ်မင်းဘာလို့လောက်နေတာလဲဘာလို့ကိုကိုကိုအသေးခံချင်နေရတာလဲငါ့ဖေကတိတ်ဆန်းပါကွာမဟုတ်ရင်ငါတို့နှစ်ယောက်စလုံးတေကုန်လိုက်မယ်ဟဲ့ကြောက်တတ်တဲ့ဆုံးမမင်းကြောက်သွားပြီလားတတိရှိငါ့ကိုလာစားကြည့်လေငါဒီမှာရှိတယ်လာခဲ့လာခဲ့ငါမင်းကိုမကြောက်ဘူးတိဟမင်းဘာလို့တေချင်နေရလဲတိတ်တိတ်နေစမ်းပါကွာဟိုမှာဆုံးမငါတို့ကိုကြည့်နေပြီမောင်မောင်မင်းမကြောက်နဲ့အဲ့ဒီဆောင်းအမဲကိုသာအသိမ့်ပြင်ထားမင်းဘာလုပ်မှာလဲ ဟုတ်မှလည်းလောက်ပါကွာမင်းလုံးမဲ့အစီအစဉ်ကိုလည်းငါ့ကိုပြောပြပါအောင်ငါအဲ့ဒီဆုံးမကိုဒီကိုခေါ်မယ်မင်းတကားအနောက်မှာပုန်းနေလိုက်ဆုံးမအထဲရောက်လာတာနဲ့သူ့အပေါ်ဆောင်ပစ်ချလိုက်ငါလည်းမြန်မြန်သူ့ခြေချင်းခလောက်ကိုချွတ်လိုက်မယ်ဒီညတော့ငါတို့ညစလုံးတေးပြီပဲတီဟာဟာအကျယ်ကြီးအော်ပြီးဆုံးမကိုသူ့အိမ်ဘက်စီအော်ခေါ်လိုက်တယ်ဆုံးမကလည်းတီဟာကိုမြင်တော့သူ့စီကိုပြေးလာခဲ့တယ်တီဟာလည်းတကားဝါမှာရက်နေတယ်ဆုံးမကအရန်ဒေါသထွက်ပြီးတကားဖွင့်စမ်း မင်းရဲ့သိမ်းမင်းကမင်းရှိမှရက်နေပြီမင်းရဲ့သွေးတွေကိုတောက်ပြီးငါ့ရဲ့ရင်ငတ်တာကိုဖြည့်ရှင်းမယ်။တီဟာအခုချိန်မှာနောက်ခွေးလန်းကနေထွက်ပြေးလို့ရသေးရဲ့နော်။ငါတို့အခုမှနောက်မဆုတ်တော့ဘူး။မင်းမြ мян တကားဖွင့်တော့။မောင်မောင်ကလည်းတကားကိုဖွင့်လိုက်တယ်။တကားဖွင့်လိုက်တာနဲ့စုံးမဟာတီဟာရှိမှရက်နေတယ်။မောင်မောင်မြ мян ဆောင်ကိုပြစ်ချလိုက်တော့မောင်မောင်လည်းစုံးမကိုမြင်တော့အယမ်းကြောက်ပြီးဘာမှမလုပ်နိုင်ပဲရက်နေတယ်။ကြောက်လန့်လွန်းလွန်းသူ့ခန္ဓာကိုယ်ကမလှုပ်ရှားနိုင်တော့ဘူး။ ဟောင်ဘာရရက်ကြည့်နေတာလဲညံ့ညံ့ဆောင်ကိုအောက်လိုက်တော့မဟုတ်ရင်ငါသေတော့မယ်မောင်မောင်ကလည်းတက်တိကိုမွေးပြီးဆောင်ကိုဆုံးမပေါ်ပစ်ချလိုက်တယ်ဆောင်အုံမိသွားတာနဲ့ဆုံးမလည်းဘာမှမမြင်ရပဲရုန်းကန်နေတယ်မောင်မောင်လည်းသူ့ကိုရုံးမထွက်နိုင်အောင်ဖမ်းထားလိုက်တယ်ပြီးတာနဲ့တီဟာနဲ့မောင်မောင်ကကုန်းပြီးစုံမရဲ့ခြေချင်းခလောက်နှစ်ခုကိုချွတ်လိုက်ပြီးတကားပိတ်ခါနောက်ခွေးလန့်ကနေထွက်ပြေးသွားကြတယ်။စုံမကြီးကတော့အိမ်ထဲမှာကြံနေတာပေါ့။ပြေးပြေးဟေးပြေးနိုင်မှလွတ်မယ်။ကိုယ့်အသက်ကိုကယ်ပြီးပြေး ငါတို့တော့သိပြီဟေ့တီဟမင်းရဲ့လောဘကြောင့်ငါတို့နှစ်ယောက်စလုံးအသေးခံရတော့မလို့ပဲသူတို့နှစ်ယောက်ဟာတောအုပ်ထဲရောက်တဲ့အထိအဆက်မပြတ်ပြေးခဲ့ကြတယ်ဆုံးမလဲသူတို့ကိုရှာဖို့ရွာထဲမှာဒေါသအရန်ထွက်ပြီးအတန်ကုန်အော်ဟစ်နေတယ်မင်းတို့ငါစီကနေအကြစီပုံးနေလို့မရဘူးထွက်လာကြအဲ့ဒီခြေချင်းကလောက်တွေကငါ့အတွက်အရန်အရေးကြီးတယ်။မင်းတို့ဘယ်မှာပုန်းနေကြတာလဲ။ငါမင်းတို့ကိုမရရအောင်ရှာမယ်။ဆုံးမဟာတညာလုံးသူတို့ကိုလိုက်ရှာနေပြီ နက်ရောက်တာနဲ့သူမကပြောက်ွယ်သွားပါတယ်။နောက်တနေ့မနက်မှာတော့တီဟတဲ့မောင်မောင်က တောထဲမှာစကားပြောနေကြတယ်။ဒီတရေမရဲ့ရွှေချေချင်းခလောက်တွေကဈေးတော်ကြီးမဲ့ပုံပဲ။နောက်မှငါတို့မျိုးတက်ပြီးတွားရောက်ရအောင်။သူတို့နှစ်ယောက်ကရွာကိုပြန်လာကြပါတယ်။ဒါပေမဲ့သူတို့ရွာထဲရောက်တာနဲ့တရွာလုံးတိတ်ဆိတ်နေတာကိုတွေ့လိုက်ရတယ်။အမျိုးသမီးတွေကလေးတွေလူကြီးတွေတယောက်မှမရှိဘူး။ဟဲ့အောင်ဒါဘာဖြစ်သွားရလဲ။လူတွေအားလုံးဘယ်ရောက်တောင်းကြရလဲ။ ခင်နိုင်တာကသူတို့အားလုံးကြောက်ပြီးရွာကိုစွန့်ခွာသွားကြတာနေမှာပါသူတို့တိတ်ဝေးဝေးတော့မရောက်တော့သေးပါဘူးရုတ်တရက်အဲ့ဒီခြေချင်းခလောက်တီဟရဲ့လက်ထဲကနေခုံထွက်သွားပြီးပြောလိုက်တယ်တကယ်တော့ဒီခြေချင်းခလောက်တွေကရွှေနဲ့လှုပ်ထားတာမဟုတ်ဘူးတွေးတွေနဲ့လှုပ်ထားတာပါဒါတွေကစုံးမရဲ့စိတ်ဝိညာဉ်အစိတ်ပိုင်းတွေပဲဒါကြောင့်ရွာတရွာလုံးပျောက်ကွယ်သွားတာဟာတီဟရဲ့ခြေချင်းခလောက်တွေကစကားပြောနေတာလားဟိုမှာကြည့်ပါအောင်လှုပ်နေတယ်ပြီးတော့ ူပြောတာကသွေးနဲ့လှုပ်ထားတဲ့ချိန်ချင်းခလောက်တွေတဲ့အဲ့ဒီအချိန်မှာပဲရွာအလဲမှာအော်တန်တန်ကိုကြားလိုက်ရတယ်ငါချိန်ချင်းခလောက်ကိုပြန်ပေးအဲ့ဒီအတန်ကိုကြားလိုက်ရတော့မောင်မောင်ရမ်းကြောက်သွားတယ်ဒီဟာရေငါတို့တော့အမားကြီးလုံးမိသွားပြီဒီဆုံးမဟာရွာကြီးအားလုံးကိုပြောက်ကွယ်သွားအောင်လုပ်ပလိုက်ပြီငါတို့အခုဘာလုပ်ကြမလဲညကြရင်အဲ့ဒီဆုံးတဲ့ရဲမှာဒီကိုပြန်လာလိုက်မယ်ဒီတခါတော့သူငါတို့ကိုမတက်မချင်းရက်မယ်လို့မထင်တော့ဘူးဟဲ့အောင်ရမ်းကြောက်နေနဲ့ ညရောက်ဖို့ကအများကြီးလိုသေးတယ်။ငါတို့အခုပဲဒီရွာကနေထွက်ပြေးကြမယ်။သူတို့နှစ်ယောက်စလုံးကရွာလမ်းမကြီးပေါ်ကဘတ်စကားဂိတ်ကိုပြေးသွားကြပါတယ်။ခနာစောင့်နေပြီးနောက်မှာတော့ဘတ်စကားတစ်စီးရောက်လာတာကိုတွေ့လိုက်ရတယ်။ကားကသူတို့အနီးမှာရက်လိုက်တယ်။ဟာဒီနေ့ခရီးတဲ့နှစ်ယောက်ပဲရှိရလား။လူနှဲလိုက်တာ။ဖျားသခင်ကိုကျေးဇူးတင်ပါတယ်။ဒီတရဲ၆တဲ့ရွာကနေလွတ်မြောက်သွားပြီ။တော်သေးတာပေါ့။ငါတို့နောက်ထပ်ခဏလေးနေရင်မြို့ကိုရောက်တော့မှာပါ။ အဲ့ဒီကိုရောက်တာနဲ့ဆိုင်တစ်ခုကိုအရင်ရှာပြီးဒီခြေချင်း cloud တွေကိုရောင်းပြမယ်။အဲ့ဒါဆိုရင်ငါတို့ချမ်းသာသွားပြီ။အဲ့ဒီလိုနဲ့သူတို့လည်းဘတ်စကားစီမီမျိုးကိုထွက်လာခဲ့ကြတယ်။ဖះအောင်တီဟအဲ့ဒီဆုံးမကငါတို့မျိုးအထီလိုက်လာရင်ဘယ်လိုလုပ်ကြမလဲ။ဟာမင်းကလေမျိုးနယ်ခုနကရွာနယ်ကဒီလောက်ဝေးတာပဲ။ဒီတရဲလာနိုင်မှာမဟုတ်ပါဘူးကွာ။မင်းကတကယ်ငကြောက်ပဲ။စိတ်ကိုအေးအေးထားစမ်းပါကွာ။ငါတို့မကြခင်ချမ်းသာတော့မှာ။အေးကွာမင်းပြောတာလည်းဟုတ်တာပါပဲ။ ငါတော့တထိပ်ဖြစ်ဖို့ကိုမစောင့်နိုင်တော့ဘူးခဏကြာမှာတော့သူတို့မြို့ကိုရောက်သွားကြတယ်မြို့ကိုရောက်တာနဲ့သူတို့နှစ်ယောက်ဟာရွှေဆိုင်ကိုသွားပြီးခြေချင်းကလောက်တွေကိုရောင်းဖို့စူးစမ်းကြတယ်အကိုကျွန်တော်တို့ဒီခြေချင်းကလောက်တွေကိုရောင်းချင်ပါတယ်ဈေးဘလောက်ရနိုင်မလဲအိုးအရန်လာတဲ့ခြေချင်းကလောက်တွေပဲကောင်းပြီငါဝယ်မယ်ဆိုင်ရှင်ကအဲ့ဒီခြေချင်းကလောက်တွေကိုကင်ကြည့်လိုက်တော့သွေးတွေပေနေတာကိုတွေ့လိုက်ပါတယ်ပြီးတော့ဆိုင်ထဲမှာရုတ်တရက်မီးပြတ်သွားပြီးမင်းတို့ဘာတွေယူလာတာလဲ ဒီခြေချင်းကလောက်တွေကဘာတွေလဲငါဆိုင်ကိုဖျက်ဆီးပြစ်လိုက်မယ်မင်းတို့ဒီကနေထွက်သွားကြတော့ရုတ်တရက်လေပြင်းတွေတိုက်ခတ်လာပြီးဆုံးမရဲ့အတန်ကိုကြားလိုက်ရတယ်ငါခြေချင်းကလောက်ကိုပြန်ပေးမဟုတ်ရင်ဒီရွာတို့ရွာလုံးတက်ခွေသွားလိုက်မယ်တီဟာရေအခုငါတို့ရွာကိုပြန်မဖြစ်မယ်မဟုတ်ရင်ရွာမှာရှိတဲ့လူတွေအကုန်လုံးတေကုန်ကြလိမ့်မယ်မင်းပြောတာမှန်တယ်မောင်မောင်ဒါငါတို့ရဲ့လောဘကြောင့်ပဲအပြစ်မဲ့တဲ့သူတွေတေလို့မဖြစ်ဘူးငါတို့အခုပဲရွာကိုပြန်ပြီးဆုံးမကြီးနဲ့ရင်ဆိုင်ကြတာပေါ့ တီဟာနဲ့မောင်မောင်လည်းခြေချင်းကလောက်တွေကိုယူပြီးရွာကိုပြန်လာကြတယ်။ရွာကတော့လူသူကင်းမဲ့ပြီးတိတ်ဆိတ်နေတော့မှာပဲ။တီဟာရဲ့ကြည်စံအရေးတွေအားလုံးငါတို့ကိုကြည့်နေကြတယ်။သူတို့ငါတို့ကိုအစိမ့်လိုက်စားတော့မလို့ပဲ။မောင်မောင်အဲ့ဒီအရေးတွေရဲ့မျက်လုံးတွေကိုမကြည့်နဲ့တိတ်တိတ်ကလေးနေပြီးဒီတိုင်းရက်နေလိုက်။ဟဲ့ဆုံးမနားထောင်။ဒါမင်းရဲ့ခြေချင်းကလောက်တွေငါတို့မှားသွားတယ်။အခုတော့ငါတို့ပြန်ပေးဖို့လာခဲ့ပြီ။ဆုံးမကျွန်တော်တို့ကိုခွင့်လုပ်ပါကျွန်တော်တို့မှားသွားတယ် အဲ့ဒီအချိန်မှာပဲစုံးမဟာသူတို့ရှေ့မှာရက်နေတယ်။တီဟာလည်းကရုံကရင်နဲ့ခြေချင်းကလောက်တွေကိုမြေပေါ်ချလိုက်တယ်။စုံးမကျွန်တော်တို့ကိုခွင့်လို့ပါကျွန်တော်တို့မှားသွားတယ်။မောင်မောင်ရဲ့စကားကိုကြားတော့စုံးမကသူတို့ကိုခွင့်လို့လိုက်တယ်။ရုတ်တရက်လေတိုက်တာရက်သွားတယ်။ရွာထဲမှာအမောင်ဖုံးနေတာလည်းပျောက်ကွယ်သွားပြီးရွာသားတွေလည်းတယောက်ပြီးတယောက်ပြန်ပေါ်လာကြတယ်။စုံးမတင်နေတိုင်းရွာထဲမှာဘာကိုရှာနေတာလဲ။ငါခင်ပုံးကိုရှာနေတာ။ သူထွက်သွားတော့ငါလည်းသူ့နောက်ကိုလိုက်သွားတယ်။ဒါပေမဲ့ငါစိတ်ဝိညာဉ်ကအေးချမ်းမှုမရှိဘူး။ဒါကြောင့်ငါယောက်ျားတနေ့နေ့ပြန်လာလိမ့်မယ်လို့မျှော်လင့်ပြီးနေတိုင်းရွာကိုလာခဲ့တာ။ဆုံးမကခန်းစားချက်ကိုနားလည်သွားပြီးအခုငါသွားဖို့အချိန်ရောက်ပြီ။မင်းတို့နှစ်ယောက်ကြောင့်ငါခြေချင်းကလောက်တွေနဲ့ပတ်သက်တဲ့ငါရဲ့ဆွဲလန်းမှုတွေပြတ်သွားတယ်။မင်းတို့နှစ်ယောက်ကိုငါကျေးဇူးတင်ပါတယ်။ဒီလိုပြောပြီးဆုံးမလည်းပြောက်ွယ်သွားပြီးလွတ်မြောက်သွားခဲ့တယ်။ခြေချင်းကလောက်တွေကတော့ပြာဖြစ်သွားခဲ့ပါတော့တယ်။ အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တရေပုံမြင်လေးတွေကြည့်ကြည့်နေဆိုရင်တော့အခု channel လေးကို like and subscribe လေးလုပ်ထားဖို့မေးကြပါနဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ video လေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်။ကျေးဇူးတင်ပါတယ်။